အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့ကြာစာပရင်းနေ့တရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အစာအဆုံးတေချာလေးကြည့်ပေးပါခင်ဗျာတခါတော့ကမြစ်တာကန်လို့ခေါ်တဲ့ရွာလေးတစ်ရွာရှိခဲ့ပါတယ် ရွာရဲ့နာမည်နဲ့လိုက်အောင်ရွာသူရွာသားတွေဟာချစ်ခင်ကျင်နာစွာနေထိုင်ကြပေမဲ့အဲဒီရွာမှာတော့တယောက်နဲ့တယောက်လုံးဝစရိုက်မတူညီတဲ့လူနှစ်ယောက်တော့ရှိခဲ့ပါတယ်။တယောက်ကတော့အိုးမြစ်တာလို့ခေါ်တဲ့လယ်သမားကြီးပါ။သူဟာမချမ်းသာပေမဲ့သူ့မှာရှိတဲ့ဇန်တစေပဲတလုံးကိုတောင်မှပဲအများနဲ့ဝေမျှစားတောက်လိရှိပါတယ်။ သူရဲ့တဲအိမ်လေးရှိကရေဝိုးစင်ဟာဘယ်တော့မှရေမခန်းချောက်ဖဲနဲ့ပြတ်သွားသည်မယခยีသွားတိုင်းကိုအေးမြမှုကိုပြီးစွမ်းပါတယ်။နောက်တစ်ယောက်ကတော့ဥလောဘလို့ခေါ်တဲ့ဂုံသေးကြီးပါ။သူဟာရွာမှာအချမ်းသာဆုံးဖြစ်ပေမဲ့ဘသူ့ကိုမှတော့မကူညီမဖေးမပါဘူး။သူရဲ့စပယ်ကြီးတွေဟာတင်းနယ်တွေနဲ့ပြည့်ရှံနေခဲ့ပေမဲ့ မနေ့ကစပားတွေတော့မစားရသေးဘူးလို့အမဲတစီညင်းညူတက်ပါတယ်။သူ့ရဲ့အိမ်ကရိုးစင်ကတော့ပုံတွေတက်နေပြီးတော့ရေတစက်မှ မရှိပါဘူး။တနစ်မှာတော့မြစ်တာကန်ရွာမှာမိုးကောင်ရေရှားမှုနဲ့အတူအစာခေါင်းပါမှုကြီးစွာ ဖြစ်ပေါ်လာပါတယ်။လေခွင်းတွေခြောက်သွေ့ကွဲအဲ့ကုန်ပြီးတော့ရေကန်တွေဆန်းချောင်းတွေအလုံးဟာခန်းချောက်သွားခဲ့ပါတယ်။ ဦးလောဘကတော့သူ့ရဲ့ကြပဲကြီးတွေကိုတောခတ်ပိတ်ထားပြီးတော့ငါမှလည်းအပုံမရှိဘူးလို့ပြောလိုက်ပါတယ်။ဦးမြတ္တာကတော့စိတ်မကောင်းစွာနဲ့ပဲ သူ့မှာကြံတဲ့စံပြုတ်အိုးလေးကို မနဲ့တိုင်းရွာလေးမှာတဲခင်းပြီးတော့ကလေးတငယ်တွေနဲ့တဲ့ကြီးရွယ်အိုးတွေကို တိုက်ကျွေးပါတယ်။ဒါပေမဲ့သူရဲ့ဇံတွေလည်းတဖြည်းဖြည်းကုံစပြူလာခဲ့ပါပြီ။ ရွာသူရွာသားတွေအလုံးစိတ်တက်ကြနေချိန်မှာတော့ဦးမြတ်တာဟာနေစဉ်ဒီဒုက္ခကနေလွတ်မြောက်ဖို့အတွက်နီလန်တစ်ခုခုတော့ရှိရမှာပဲလို့ဆိုတောင်းရင်းနေပဲတော်ရဲကိုမျက်နှာမူပြီးတော့ထွက်သွားလေးရှိပါတယ်တနေ့မှာတော့သူဟာတောင်းနေကြီးတဲ့ကတောင်စုံးလေးတစ်ခုမှာရေစဲလေးစိမ့်ထွက်နေတာကိုတတိထားမိသွားပါတယ် သူကတော့ဝမ်တာအာရနဲ့ပဲအဲ့ဒီနေရာကိုတိုးဆွကြည့်လိုက်တဲ့အခါမှာတော့ကြည်လင်အေးများတဲ့စမ်းရည်ကြီးလေးတစ်ခုဟာထွက်ပေါ်လာခဲ့ပါတယ်။ဦးမြတာ အရင်ဆုံး သူတော်သင်တွေကိုရှ िख ိုးဥချပြီးတော့အဲ့ဒီရည်ကို သူ့ရဲ့ဝါကြီးတော်တဲကိုထည့်ပြီးတော့ရွာကိုအမြန်ဆုံးပြန်တည်လာခဲ့ပါတယ်။သူဟာရည်ကိုတယောက်တည်းမတော်ခဲနဲ့ရွာတဲကအသက်အကြီးဆုံးအဖွားကို အရင်ဆုံးတိုက်လိုက်ပါတယ်။ အဘွားအိုကတော့ဒါဘယ်ကရလဲလို့မေးတော့ဒေါ်တဲကစမ်းရည်ပါလို့ပြောပြီးတော့အားလုံးကိုလည်းကြင်ညာလိုက်ပါတယ်။ကျွာသူရွာသားတွေအားလုံးဝမ်းသာအားရနေပဲဦးမြင့်တာခေါ်ရနောက်ကိုလိုက်သွားကြပါတယ်။ဦးလောဘကလည်းဒီတရင်ကိုကြားပြီးတော့ငါလည်းသွားရမယ်။ဒီရေကိုငါပန်ရမယ်ဆိုတဲ့အတွေ့နဲ့တိတ်တိတ်လေးနောက်ကနေလိုက်လာခဲ့ပါတယ်။သူတို့အားလုံးစမ်းရည်ရှိတဲ့နေရာကို ရောက်သွားခဲ့ကြပါတယ်။ ဦးမြင့်တာကတော့လူတွေကိုစနစ်တကျတန်းစီခိုင်းပြီးတော့အားလုံးကိုမျှတစွာတောင်းတုံးကြပါ ကိုတောင်းဖို့ရဲ့အိမ်ကမိသားစုအတွက်ရဲ့ပဲခကြပါ လောဘမကြီးကြပါနဲ့ဒါမှဒီစမ်းရေကအားလုံးအတွက် လုံလောက်ပါပါလို့ပြောလိုက်ပါတယ်လူတွေအားလုံးဟာဦးမြင့်တာရဲ့စကားကိုနားထောင်ကြပြီးတော့တယောက်တစ်လဲစီမျှတစွာခက်ယူတောင်းတုံးကြပါတယ် အဲ့ဒီချိန်မှာတော့ဥလောဘဟာလူအုပ်ကြီးကို တိုးဝေပြီးတော့ရှေဆုံးကိုရောက်လာပါတယ်။ဖဲ့ရစံငါကဒီဝါမှာအချမ်းသာဆုံးဒီရေကိုငါအရင်တောက်ရမယ်ပြီးတော့ဒီရေကန်ကိုငါပိုင်နေ။အဲ့ဒီလိုဟော်ဟစ်ပြီးတော့သူရဲ့ကြီးမားလာတဲ့မြေအိုကြီးတွေတဲကို ရေတွေအတင်းခတ်ထည့်ပါတော့တယ်။သူဟာ ရေတွေကိုခတ်လို့မဝနိုင် ဖြစ်နေပါတယ်။တအိုးပြီးတအိုးခတ်တယ်။ကြွားသားတွေက ဥလောဘတော်ပါတော့အများအတွက်ချန်ထားပါအောင်လို့ဝိုင်းတာခဲ့ကြပြီမဲ့သူကတော့နားမထောင်ပါဘူးသူကတော့နောက်ဆုံးတို့ကိုအတင်းခတ်ယူနေတုံးပါပဲအပေါ်ကကပင်းရံပေါ်ကနေတုံးကားလာပြီးတော့မြေကြီးတွေဖြိုကျသွားပါတယ်ဥလောဘတယောက်တော့သူ့ရဲ့ရေအိုးကြီးတွေနဲ့အတူဖြိုကျလာတဲ့မြေကြီးတွေအောက်မှာပဲပြိမိသွားပါတော့တယ် ထူးဆန်းစွာပဲမြေကြီးတွေက ဖြိုကျသွားတဲ့အခါမှာတော့အဲဒီနေရာကတော့စိမ့်ထွက်နေခဲ့တဲ့စမ်းရည်လေးဟာလေရုတ်တရက်ရက်တန့်ပြီးတော့ခန်းချောက်သွားခဲ့ပါတော့တယ်။ရွာသူရွာသားတွေအားလုံးချက်တည်တည်ပြီးတော့ကြံခဲ့ကြရပါတယ်။သူတို့ရဲ့တခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့စမ်းရည်လေးဟာလောဘကြီးသူတယောက်ကြောင့်ကြောက်ွယ်သွားခဲ့ပါပြီ။ဘုမြတာဟာခန်းချောက်သွားတဲ့စမ်းရည်နေရာကိုကြည့်ပြီးတော့တပြင်းရှည်ကြီးကိုချလိုက်ပါတယ်။ ြီးတော့ကျွာသူရွာသားတွေကိုပဲကြည့်ပြီးတော့ပြောလိုက်ပါတယ်။စမ်းရီကခံသွားပြီမဲ့ငါတို့ရဲ့မေတ္တာတရားကတော့မခန်းချောက်သေးပါဘူး။ငါတို့မှာရှိတာလေးတွေကိုဝေမျှပြီးတော့ဒီအခဲခဲကိုအတူတူကြော်ဖြတ်ကြရအောင်။ရွာသားတွေဟာဦးမေတ္တာရဲ့စကားကိုကြားတဲ့အခါမှာတော့အင်အားတွေ ပြန်လေပြေးဝလာပါတယ်။ သူတို့ဟာတယောက်လက်ထဲမှာရှိတဲ့အသီးအနှံချောက်တွေပေးချမ်းလေးတွေကိုစူပောင်းပြီးတော့ညီညီညွတ်ညွတ်နဲ့ပြန်လဲရှင်သန်ရည်တည်ဖို့အတွက်စ조사ကြပါတယ်။အဲ့ဒီနေ့မှာပဲကောင်းငင်ကြီးဟာမဲမောင်လာပြီးတော့မိုးဆက်မိုးပေါက်တွေဟာမြစ်တာကန်ရွာလေးပေါ်ကိုအားရပါရရွာသွန်းချပါတော့တယ်။ဘဝဆိုတာကိုတယောက်ထဲပိုင်ဆိုင်ဖို့စ조사လေလေလက်ထဲကနေလွတ်ထွက်သွားလေလေပါပဲ။ ဥလောဘဟာငါပန်ရမယ်ဆိုတဲ့အတ္တနဲ့လောဘကြောင့်ရေကိုလည်းမရလိုက်သူ့ရဲ့အသက်ကိုလည်းဆုံးရှုံးခဲ့ရပါတယ်။ဥမြတ္တာကတော့အားလုံးအတွေ့ဆိုတဲ့မေတ္တာတရားစေတနာနဲ့အဝေမြခဲ့ပါတယ်။ဆန်းရည်လီခန်းချောက်သွားရင်တော့သူ့ရဲ့မေတ္တာတရားကတော့မခန်းချောက်ပါဘူး။အဲ့ဒီမကန်းချောက်တဲ့မေတ္တာတရားကပဲနောက်ဆုံးမှာတော့မိုးရည်စစ်ကို ပြန်လည်ခေါ်ဆောင်လာပေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ဘဝမှာလေပိုင်ဆိုင်မှုငွေကြေး အာဏာအခွင့်အရေးတွေကိုငါ့အတွက်ပဲစုနေမလားဒါမှမဟုတ်ကိုတက်နိုင်တလို့အလုံးအတွက်ဝေမျှပြီးမလားဆိုတာကိုတော့ဒီပုံမြင်လေးကမေးခွန်းထုတ်လိုက်တာပါပဲတကယ်တမ်းမှာတော့ဘဝရဲ့တန်ဖိုးအစစ်အမှန်ဟာကိုဘလောက်ပိုင်ဆိုင်ထားတယ်လဲဆိုတာနဲ့တိုင်းတာလို့ကြတာမဟုတ်ပါဘူးကိုဘလောက်ဝေမျှပေးကမ်းနိုင်ခဲ့တယ်လဲဆိုတာနဲ့ပဲတိုင်းတာတာပဲဖြစ်ပါတယ် ဇက်လန်လီကတော့ဒီနေရာမှာပဲအဆုံးသက်သွားခဲ့ပါပြီ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။